အဲ့ဒီလိုနဲ့ကျွန်တော်တို့မျိုးသားညီလာခံကျင်းပပြီးတဲ့ခါကျတော့အယက်သားစုကစဖို့ပြီပေါ့နော်အယက်သားစုကစဖို့မျိုးသားညီလာခံရ2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ရောက်လာတဲ့ခါကျတော့ပါတီစုံဒီမိုကရေစီစနစ်စတင်ပြီးတော့ကျွန်တော်တို့ရွေးကောက်ပွဲစပြီးတော့ကျင်းပတာပေါ့နော်အရွေးကောက်ပွဲ2010မှာစပြီးတော့ကျွန်တော်ကျင်းပပြီ ဒီဘက်ကလူတွေမင်္ဂလာပါတော့ဒီဘက်ကြည့်တဲ့သူတွေလည်းအဲ့တော့2010မှာစပြီးတော့ရွေးကောက်ပွဲစကျင်းပါတော့သူကရွေးကောက်ပွဲကနိုဝင်ဘာလတွေမှာအဓိကကျင်းပတာနော်2010မှာလည်းနိုဝင်ဘာပဲ2015မှာလည်းနိုဝင်ဘာပဲ2010တော့ကနိုဝင်ဘာ9ရက်2015မှာနိုဝင်ဘာ10ရက်ဗျနော်အဲ့ဒါလေးမှတ်ထားအဲ့ဒီလိုနဲ့ကျွန်တော်တို့2010မှာဟိုရွေးကောက်ပွဲကျင်းပပြီးတော့သမရာကြီးဥသိမ့်စိတ်တက်လာတာပေါ့ ဒုတိယတံမရကတံမရောသားတံမရောသားကိုယ်တည်းဘက်ကနေပြီးတော့ဘူကျော်ကြီးတင်အောင်မြည်ဦးဒုတိယတံမရတဲ့နောက်တရဒုတိယတံမရနှင့်ဒေါက်တာဆိုင်းမောက်ခန်းဆိုပြီးတော့အဲတံမရ၃ယောက်စပေါ်လာပြီးတော့ပါတီစိုဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကနေပြီးတော့တံမရ၃ယောက်ပေါ်လာပြီးတော့ဒီမိုကရေစီအရွေးကိုစပြီးတော့ရှောက်လန်းခဲ့တာပေါ့အဲ့ဒီအချိန်မှာဒီဖွဲ့စည်းပုံဒီတံမရဒီအစိုးရ ဒီတက်မတော်ဒီပြည်သူတွေပဲ၅နှစ်လုံးလုံးအေးအေးချမ်းချမ်းလှုပ်ဆောင်သွားတယ်။၅နှစ်လုံးလုံးဆိုတဲ့အထဲမှာ2012ခုနှစ်မှာဂျာဖက်ရွေးကောက်ပွဲတစ်ခုကျင်းပတယ်။ဂျာဖက်ရွေးကောက်ပွဲတစ်ခုကျင်းပပြီးတော့ဒေါ်ဆန်းစုကြည်တို့ကိုခေါ်သွင်းလာတာပေါ့လွှတ်တော်တွေကိုနော်အမှတ်မရှိတဲ့ဦးသိန်းစိန်ကြီးအမှတ်မရှိတဲ့တက်မတော်သားကိုယ်စားလှယ်တော်တွေဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်တော်တွေကိုခေါ်သွင်းလာတယ် ခေါ်သွင်းရုံနဲ့မကဘူးအမှန်မရှိတဲ့လူတွေကဒေါ်စန်းစုကြည်ကိုပြည်သူ့လွတ်တော်မှာဩက္ကဋ္ဌဗျဥပဒေပြုခွင့်အာဏာအပြည့်ပေးလိုက်တယ်ဗျဒါဆိုရင်ဒေါ်စန်းစုကြည်ရဲ့နိုင်ငံပေါ်မှာအလုတ်လုတ်သွားတာကငားနေတယ်မဟုတ်တော့2012ရဆက်ကြည့်လို့ရှိရင်ငားနေတယ်မဟုတ်တော့အဲ့ဒီချိန်တည်းကသူကကဘာစပတ်ပြီးတော့အတင်းစပြောပါပြီဗျ ဲ့တော့ तू ကဥပဒေတွေပြုတယ်ဥပဒေပြုတာဝန်ကိုယူရတဲ့ခါကျတော့အဲ့ तू ဥပဒေတွေဖတ်တယ်ဗျအဲငါတို့ကအကျေကျုပ်ချုပ်ထားတဲ့ဥပဒေတွေကဒီဥပဒေတွေအဲတော့88တော့ငါတို့ဖန်ခဲ့တဲ့ဥပဒေတွေကဒီဥပဒေတွေဆို तू ကြိထားတယ်ဗျကြိထားတာ तू မှတ်ထားတာအဲငါငါအန်ငါဒီရိုဟင်ဂျာအမျိုးတွေကိုငါခေါ်သွင်းဖို့ဘယ်ဥပဒေတော့ဖြတ်ဖို့လိုလိမ့်မယ်ရိုဟင်ဂျာအမျိုးတွေကိုမွေးစားဖို့ဘယ်ဥပဒေတော့ဖြတ်ဖို့လိုလိမ့်မယ် ရိုဟင်ဂျာတွေဝင်လာလို့ရှိရင်အဲစင်းတိုက်စရာမလိုအောင်တော့ဘယ်ဥပဒေတွေဖြတ်ဖို့လိုလိမ့်မယ်စသဖြင့်ရိုဟင်ဂျာတွေနဲ့ဗမာတွေနဲ့မျိုးဖောက်လို့ရအောင်ဘယ်ဥပဒေတွေတော့ဖြတ်ဖို့လိုလိမ့်မယ်စသဖြင့်အကုန်လုံးကသူက2012ထဲကကြိထားတာဗျကြိပြီးတော့အဲသူ2015လဲနိုင်လဲနိုင်လဲနိုင်ရောအဲနိုင်ငံတော်ရဲ့အရေးကြီးတဲ့ဥပဒေကြီး9ခုကိုစတင်ပြီးတော့ပယ်ဖြတ်လိုက်ပါတယ်နော်ပယ်ဖြတ်လိုက်ပါအဲ့ဒီလုံနဲ့ကျတို့2015မှာနော် တမရာကြီးချင်းခတ်တဲ့တမရာကြီးအိတ်ဆွဲတဲ့တမရာကြီးတကားဖွင့်တဲ့တမရာကြီးထိုင်ကုန်အောက်မှာထိုင်တဲ့တမရာကြီးဇပွဲဝိုင်းရဲ့နောက်မှာထိုင်တဲ့တမရာကြီးနော်ဥရင်ညွားတစ်စက်အဲ့ဒီလိုရုပ်ဆွေရုပ်သွေးကျိုးဆွဲတမရာအစ်စ်ကြီးဥဝင်းမြေကြီးတက်လာတာပေါ့ဥရင်ကျော်ကတော့ကျိုးဆွဲမခံဘူးပေါ့သူကတော့ ကျိုးဆက်မခံဘူးဗျာဥထင်ကျော်ကနိုင်ငံလုံးဘာလုံးမှမလုပ်သွားဘူး27ရာစုပင်လုံးအစည်းအဝေးမှာတော့သူအဖွင့်မှစကားမပြောသွားဘူးမြမတမိုင်းမှာလေမြမတမိုင်းမှာတမရတယောက်စပြီးတော့တက်လို့ရှင်အဖွင့်မှစကားပြောရတယ်မလားမိန်ကုံးပြောရတယ်မလားမြမတမိုင်းမှာမိန်ကုံးအရှိဆုံးတမရကိုပြပါဆိုဥထင်ကျော် သူခံလိုက်ရပြီဆိုတာသူသိတယ်2မိနစ်ပဲကြာတယ်မိကုံးပြောသွားတာကျွန်တော်ပြောတာမယုံနဲ့ခင်ဗျားတို့လေးလာလေးလာဟုတ်ပြီနော်သူကြိုးစွဲခံလိုက်ရပြီဆိုတာသူသိတယ်ဒါကြောင့်မလို့သူစိတ်ဆုံးဖြတ်ချက်ချထားပြီးသားနေပါလိမ့်မယ်ဦးတန်းရွှေကြီးတော့အကြာကြီးပြောတာမိကုံးတစ်ခါတစ်ခါပြောရင်အခုကဦးထင်ကျော်ကသမရစပြီးတော့မိကုံးတက်သမရတက်မိကုံးပြောရမှာ2မိနစ်ပဲပြောတယ် နိုင်ငံလုံးဘလောက်တောင်လုတ်ချင်သိရှိလဲမသိနှစ်မိနစ်ထဲပြောဘာမှမြို့ဦးဒီ27ပင်လုံးမှာလဲဘာမှသူမပါဘူးပင်လုံးလဲမတက်ဘူးကမကထလဲမပြုတ်ဘူးဘာမှလဲမဥဆောင်ဘူး27ပင်လုံးဥဆောင်သွားတာဒေါ်စုအဓိကဥဆောင်သွားတာဒေါ်စုမင်းကိုပြောတာလဲဒေါ်စုအကောလုံးဒေါ်စုပဲလုတ်သွားတာဒါကြောင့်မို့ဥရွှေရွာသူကျိုးဆွဲခံလိုက်ရပြီဆိုတာတိရတဲ့အတွက်ကြောင့်နောက်ဆုံးမှာယောဂမရှိယောဂရှာပြီးတော့ ပြည်ပကိုထွက်ယောဂသွားကုတယ်လမ်းကြောင်းပြပြီးရောထွက်သွားတာပဲဒါပေမဲ့ဦးတိကျော်လှုပ်သွားတာတခုပဲရှိတယ်နိုင်ငံကောင်းဖို့အတွက်ဘာလှုပ်သွားလဲဆိုရင်ကလေးစာပေပွဲတော့သူကိုယ်တိုင်ဥဆောင်ပြီးတော့လှုပ်သွားတယ်ကလေးစာပေပွဲတော့သူကိုယ်တိုင်ဥဆောင်ပြီးတော့ကမခရပြုပြီးတော့နိုင်ငံအတွက်ကြီးကြီးမားမားအဲ့တခုတည်းလှုပ်သွားကျန်တာဘာမှမလုပ်တော့ယောဂပြပြီးတော့သူကျိုးဆွဲမခံဘူးသူတမိုင်း အပြက်မခံဘူးတမိုင်းဆက်အမဲဆက်မခံဘူးသူကနောက်ဆုံးမှာရုပ်သေးကျိုးဆဲချင်းခက်တံ္ဍရာကြီးတက်လာတော့သွားတာပဲသွားတာပဲနော်အဲ့ဒီလိုနဲ့မဲမတမာမှုတွေဖြစ်တယ်မျိုးသားကျိုးစည်းဘွားတွေထိခိုက်လာတယ်ကြပြာစားပေးရင်ကျင်းမှုနော်ဘာသာစားပေးရင်ကျင်းမှုထုံတန်းစင်လာတွေအကုန်လုံးကိုဖျက်သိမ်းတယ်အရေးပေါ်ခုနှစ်ခုအရေးပေါ်ဥပဒေခုနှစ်ခုကိုဖျက်သိမ်းတယ် ဗမာမြန်မာခွဲခြားဆက်ဆံပြီးတော့သွေးကွဲအောင်လုပ်တယ်စသဖြင့်ပေါ့ကွာအများကြီးပဲအဲ့ဒီမှာအမျိုးသားအကျိုးစီးပွားကိုထိခိုက်သွားတဲ့အတွက်ကြောင့်เนาะဖွဲ့စည်းပုံကိုချိုးဖောက်သွားတယ်လီလီလာလာချိုးဖောက်သွားတယ်တမရဝင်းမြင့်ကိုယ်တိုင်လည်းချိုးဖောက်သွားတဲ့အတွက်ကြောင့်လွတ်တော်မှာတမရတယောက်ကိုဆွတ်ဆွဲရင်လွတ်တော်ကပဲဆွတ်ဆွဲရတာဖွဲ့စည်းပုံမှာတေချာရေးထားတယ်ဒါကြောင့်မို့လို့ ဦးသန်းဦးမင်းအောင်လိုင်ကလရေမှုနဲ့ရေးတယ်ဖြည့်ချင်းပေးပါရေးတယ်အဲ့တော့ဒါဒီဆွဆွဲပြီဆိုလို့ရှိရင်သူကလွတ်တော်ဟာလဲဆွနေရတာအဲ့တော့အဲ့ဒီလိုလွတ်တော်မှာဆွနေဖို့လွတ်တော်ကိုနောက်ဆုတ်ကြတယ်တတရားကျင်းပြီးသူလွတ်တော်ကိုနောက်ဆုတ်ပါဒါလေးတွေရှင်းပေးပါရှင်းပြီးသွားမှဆက်ကျင်းပါပါလို့ပြောတဲ့ကြားရရနေပြီးတော့လွတ်တော်ကိုနောက်မဆုတ်ဘဲနဲ့ ဖြည့်ချင်းမှုပဲလွတ်တော်ဆွတ်ခေါ်တော့ဘာဖြစ်လဲ slime ကိုကျုံးလျက်ပြောသလိုမင်းတို့သွားမလို့နဲ့ G3 နဲ့ပောက်ခံရမယ်နော်လို့သူပြောတဲ့စကားတိုင်းပဲဟင်လွတ်တော်ဆွတ်ခေါ်ပြီးတော့တော့မဆွတ်ဘူးလေဟိုက G3 နဲ့ပောက်ပြီးတော့အကုန်လုံးလဲအာနာလဲထိန်လဲထက်လဲဟောအကုန်လုံးနာကားပါလေဟောအဲ့ဒီလိုနဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာမနက်9:00နာရီမှာအကုန်လုံးလိုက်ဆွဲစီလိုက်ဆွဲစီပြီးတော့ အဲဖွဲ့စည်းပုံအခြေခံဥပဒေရ40ခန့်ငယ်ရကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကဥဆောင်ပြီးတော့ယနေ့ချိန်ထိမြန်မာနိုင်ငံကိုတပ်မတော်ကတာဝန်ယူထားပါတယ်ကဲမေးစရာရှိရင်မေးလို့ရပါပြီ